ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အပြင်သူတို့ကအစဉ်ကျင်ခွန်အားယူဖို့ရန်အတွက်တိမောသေဩဝါဒစာပထမဆုံးခန်းကြီး6အပိုင်ငယ်30အကြောင်းမူကားငွေကိုတတ်မှတ်ခြင်းသည်မကောင်းသောအမှုအပေါင်းတို့တွင်မူလအမြစ်ဖြစ်သည်။လူအချို့တို့သည်ငွေကိုတတ်မှတ်သောကြောင့်ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ပူပန်ခြင်းဝေဒနာများနှင့်ကိုယ်ကိုယ်ကိုထုတ်ချင်းခတ်အောင်ထိုးကြပြီ။ ကျွန်တော်ဒီနောက်ကဘတ်တော်မှာပါကိုဖော်ပြလဲဆိုရင်တော့ငွေကိုတတ်မှတ်ခြင်းဟာတဲ့မကောင်းသော အမှုပေါင်းတို့တွင်မူလအမြစ်ဖြစ်တယ်လို့ဖော်ပြပါတယ်ငွေကိုတတ်မှတ်တာက မကောင်းတဲ့အမှုတွေဖြစ်စေဖို့အတွက်မူလအရင်းမြစ်ပဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းမှာငွေကို မတတ်မှတ်ဖို့အင်မတန်အရေးကြီးပါတယ်သင်ကချမ်းသာတာအပြစ်မဟုတ်ပါဘူးသင်ကလောကစည်းစိမ်တွေပတ်စံတွေပိုင်ဆိုင်တာအပြစ်မဟုတ်ပါဘူးသင်ကဆင်းရဲတာလည်းအပြစ်မဟုတ်ပါဘူးချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေ သင်ကိုဖရာသခင်ကဒီလောကကြီးထဲမှာဘာအတွက်ထားလဲဆိုရင်တော့ဖရာဘုံလင်းထင်ရှားဖို့အတွက်ထားရခြင်းဖြစ်ပါတယ်။သင်ကချမ်းသာရင်လေပတ်စံတွေအများကြီးရှိရင်လေအဲ့ဒီအရာတွေကိုလောကစည်းစိမ်ခံစားဖို့လောကမှာသူများထက်ပိုင်ဆိုင်မှုသူများထက်ဇိမ်ခံနိုင်မှုအတွက်သင်ဟာအသုံးမချဘဲနဲ့ဖရာသခင်နိုင်ငံအတွက်သင်ဟာအသုံးပြုမယ်။လိုနေတဲ့သူတွေကိုသင်ဟာပေးကပ်မယ်ဆိုရင်သင်ကဖရာရဲ့အစီကိုခံနေခြင်းပဲဖြစ်ပါတယ်။ဒါမှမဟုတ်ပဲသင်ကသင်မှာရှိတဲ့ငွေကြေးဥစ္စာတွေကိုလောကမှာဇိမ်ခံရဖို့ တစ်ခုပြီးတစ်ခုရလို့ပိုင်ဆိုင်မှုအတွက်သင်ကအသုံးချခဲ့မယ်ဆိုရင်တော့သင်ကလောကီစီစဉ်ရဲ့အစီအကိုခံနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ပတ်စံရှိတာအပြစ်မဟုတ်ပါဘူး။ပတ်စံမရှိတာလည်းအပြစ်မဟုတ်ပါဘူး။ဖျားဘုံလင်းထင်ရှားအောင်အသက်မရှင်ရခြင်းကသာလေမှားယွင်းတာဖြစ်ပါတယ်။ဒီနောက်ဘက်တော့မပါဘူးဖော်ပြလဲဆိုရင်တော့ငွေကိုတတ်မှတ်ခြင်းဟာတဲ့မကောင်းသောအမှုပေါင်းတို့ရဲ့မူလအမြစ်ဖြစ်တယ်။ငွေကိုတတ်မှတ်တဲ့ကြောင့်တဲ့လူအချို့ကတဲ့ယုံကြည်ခြင်းတရားလမ်းကနေလွဲသွားတယ်။ ပူပန်ခြင်းဝေဒနာများနဲ့ကိုကိုကိုထုတ်ချင်းခတ်အောင်ထိုးကြပြီလို့ဖော်ပြပါတယ်။ငွေကိုတတ်မှတ်တဲ့တော့ကြောင့်ငွေအကြောင်းပဲပြောတဲ့အခါမှာငွေငွေငွေနောက်ကိုပဲလိုက်တဲ့အခါမှာဖျားရဲ့ယုံကြည်ခြင်းတရားလမ်းကနေလွဲသွားတယ်။အတ္တနာထဲမှာပူပန်ခြင်းဝေဒနာနဲ့ကိုကိုကိုထုတ်ချင်းခတ်အောင်ထိုးကြပြီလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ခြေတော်စီတိုင်းငွေနောက်ကိုမလိုက်ပါနဲ့။တခင်ရှုနောက်ကိုပဲလိုက်ဖို့ဖြစ်ပါတယ်။တချို့ကဒီလိုပြောတယ်။တခင်ရှုနောက်ကိုလိုက်ရင်ငွေရမယ် သခင်ရှုနောက်ကိုလိုက်ပြီးတော့ငွေရအောင်လုပ်အောင်မယ်ဟာအဲ့ဒါမှားပြီကျွန်တော်တို့ကယေရှုနောက်လိုက်တာငွေရဖို့အတွက်မဟုတ်ပါဘူးသခင်ရှုနောက်လိုက်တာဖခင်ရဲ့အလိုတော်တိုင်းသခင်ခရစ်တော်ဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်ဖို့ဖြစ်ပါတယ်ဒီနောက်ကဘတ်တော်ကိုတချို့ကလွဲမှားစွာအနှက်ပြန်ပါတယ်ငွေကိုတတ်မှတ်ခြင်းဟာမကောင်းသောအမှုအပေါင်းတို့ရဲ့မူလအမြစ်ဖြစ်တယ်လို့ပြောတဲ့အခါမှာငွေမရှိခြင်းကလူကိုအပြစ်ဖြစ်စေတယ်ဒါကြောင့်မို့ငွေရှိအောင်ကြိုးစားရမယ်ဆိုပြီးတော့အနှက်ကိုမှောက်လံဖြစ်ပါတယ်တမန်ကျမ်းစာကအဲ့လိုပြောတာမဟုတ်ပါဘူး ငွေကိုတတ်မှတ်ခြင်းကမကောင်းတဲ့ဒူးစရိုက်ဖြစ်ဖို့ရန်အတွက်မူလအမြစ်ဖြစ်တယ်လို့ဖော်ပြခြင်းပဲဖြစ်ပါတယ်။တချို့ကဒီကျမ်းပိုက်ကိုငွေရှိရင်အပြစ်မဖြစ်တော့ဘူး။ဒါကြောင့်မို့ငွေရှိအောင်ကြိုးစားရမယ်လို့အနှက်ပြန်လိုက်ပါတယ်။လောကမှာလူတွေကမကောင်းမှုလုပ်တယ်ဆိုတာကအပြစ်တရားကြောင့်ဖြစ်ပါတယ်။တတ်မှတ်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်။ငွေမရှိလို့မဟုတ်ပါဘူး။ငွေမရှိတဲ့လူလည်းအပြစ်လုပ်တယ်လို့ငွေရှိတဲ့လူလည်းအပြစ်လုပ်ပါတယ်။ဒါကြောင့်မို့အပြစ်မလုပ်မိအောင် ငွေရှိအောင်ပတ်စံရှိအောင်ကြိုးစားရမယ်ဆိုရကမှားပါတယ်။သင်ကပတ်စံချမ်းသာတာအပြစ်မဟုတ်ပါဘူး။ဒါပေမဲ့ငွေကိုတတ်မှတ်မိပြီးငွေနောက်ကိုပဲလိုက်မိပြီးငွေကပဲသင်ရဲ့စိတ်လုံးထဲမှာနေရာယူထားပြီဆိုရင်တော့အဲ့ဒါမှားပြီ။ဘာကြောင့်လဲဆိုရင်တော့တမန်ကျမ်းစာထဲမှာရှင်လုကာခရစ်ဝင်အခန်းကြီး၁၈မှာအပိုင်ငယ်၁၈ကနေကြည့်တဲ့အခါမှာအရာရှိတယောက်ဖြစ်တဲ့အင်မတန်မှချမ်းသာကြွယ်ဝတဲ့လူငယ်တယောက်ကသခင်ရှုစီကိုလာတယ်။သာရအသက်ကိုအမွေခံရဖို့ဘာလို့ရမလဲလို့မေးတဲ့အခါမှာ ။သခင်ရှုကဘာလို့အောင်မလဲလို့ပြောတဲ့အခါမှာပြည့်ညက်တရားတွေကိုဖော်ပြလိုက်တယ်။ဒါပေမဲ့အဲ့ဒီလူငယ်ကပြန်ပြောပါတယ်။သူငယ်ငယ်လေးတည်းကအဲ့ဒီပြည့်ညက်တရားတွေကိုသူစောင့်ရှောက်ပြီးသွားပြီ။ဘာများလိုအောင်မလဲ။သခင်ရှုကပြောပါတယ်။သင်တိုင်းတစ်ခုတော့လိုသေးတယ်။မင်းမှာပိုင်ဆိုင်တဲ့ဥစ္စာရှိသမျှကိုရောင်းပြီးတော့စင်ရဲသားတွေကိုပေးဝေလိုက်ပါ။ပြီးရင်ငါနောက်ကိုလိုက်ခဲ့ပါ။ကောင်းငင်ပုံပန်းတာကိုရမယ်လို့သခင်ရှုကဖော်ပြပါတယ်။ တို့ရတွင်တဲ့ထိုသူသည်များစွာသောဥစ္စာကိုရတတ်သောသူဖြစ်၍ထိုစကားကို ကြားလင်အလွန်စိတ်မသာသည်နှင့်တွားလေ၏။ထာဝရအသက်အမွေခံရဖို့လာတဲ့လူကထာဝရအသက်ကိုမယူတော့မနဲ့ပြန်လှည့်သွားတယ်။ဘာကြောင့်လဲ။အင်မတန်မှငွေကိုရတတ်တဲ့အခါမှာသူ့ရဲ့စိတ်နှလုံးသားထဲမှာငွေကပဲနေရာယူထားတယ်။သခင်ရှုကအဲ့ဒီစီးစင်ဥစ္စာတွေကိုရောင်းလိုက်ပြီးငါနောက်ကိုလိုက်ပါလို့ပြောတဲ့အခါမှာ तू မစွန့်လွတ်နိုင်ဘူး။ ဒါကြောင့်မို့တမချန်းစံကပြောပါလေငွေကိုတက်မှတ်ခြင်းကမကောင်းသောအမှုပေါင်းတို့ရဲ့မူလအမြေထာဝရအသက်နဲ့တော့ तू မလဲနိုင်တော့ငွေကို तू ပြန်လှည့်သွားတယ်သခင်ယူစီကနေပြန်ထွက်သွားတယ်ဆိုတဲ့အကြောင်းကိုတမချန်းစံမှာတွေ့ရပါတယ်ဒီလိုဆိုရင်ငွေရတက်သောသူပတ်စံချမ်းသာတဲ့သူကထာဝရအသက်နဲ့လွှဲချော်ပြီလားအဲ့ဒီလိုမဟုတ်ပါဘူးမိတ်ဆွေသင်ရဲ့တက်မှတ်ခြင်းကသင်ရဲ့ငွေကိုတက်မှတ်ခြင်းကထာဝရအသက်နဲ့ဖရာသခင်ရဲ့အလိုတော်လမ်းနဲ့လွှဲချော်စီတာဖြစ်ပါတယ် ရှင်လူကခရစ်ဝင်ခန်းကြီး78မှာအဲဒီလူငယ်လေးငွေရတတ်သောလူငယ်လေးငွေကိုတတ်မှတ်တဲ့လူငယ်အကြောင်းကိုဖော်ပြပြီးတဲ့အခါမှာရှင်လူကခရစ်ဝင်ခန်းကြီး79မှာတော့ချမ်းသာတယ်နောက်တစ်ယောက်အကြောင်းကိုဖော်ပြပါတယ်။သူကတော့ဇကဲဖြစ်ပါတယ်။ဇကဲကအင်မတန်ချမ်းသာတဲ့အခွန်ကောင်းတယောက်ဖြစ်ပါတယ်။ယေရီခေါမြို့မှာနေတယ်။သူနေတဲ့မြို့ကိုသခင်ရှု လာတဲ့အခါမှာသူကသခင်ရှုကိုမြင်လို့တဲ့အတွက်ကြောင့်အရက်လက်ပုတဲ့အခါမှာအရက်လက်နှိမ့်တဲ့အခါမှာသင်္ဘောသဖိုင်းမြို့မှာတက်ပြီးတော့ယေရှုကိုကြည့်တယ်။ ။တခင်ရှုကသူရှိတဲ့တပင်အောက်ကိုရောက်လာပြီးတော့ဇက်ကဲမြဲမြဲဆင်းဒီနေ့မင်းအိမ်မှာငါတဲမယ်လို့ဖော်ပြခဲ့ပါတယ်။တခင်ရှုကသူ့ဘာမှတော့မဆုံးမသေးပါဘူး။သူကတခင်ရှုကိုဧည့်ခံပြီးတော့တခင်ရှုကိုသူပါပြောလဲဆိုရင်တော့ဇက်ကဲဒီလေရက်နေ၍တခင်အကျွန်ုပ်၏ဥစ္စာတဝက်ကိုဆင်းရဲသောသူတို့အားပေးပါ၏။တစုံတယောက်သောသူ၏ဥစ္စာအနှဲငယ်ကိုအကျွန်ုပ်ယူမိလင်လေးစားပြန်၍ပေးပါ၏ဟုတခင်ဖျားကိုရှောက်ဆို၏။ ဇကဲကငူရတက်တော်သူလို့ကျမ်းစာထဲမှာဖော်ပြပါတယ်။ကုနာကလူငယ်လေးလို့ပဲသူလည်းချမ်းသာတော်သူပါ။ဒါပေမဲ့သူ့ရဲ့အသက်တာထဲမှာသူရှာဖွေနေတယ်။သူ့ရဲ့စိတ်ထဲမှာတခုခုလိုနေတယ်။ယေရှုကိုတွေ့တဲ့အခါမှာဝမ်းမြောက်စွာနဲ့အိမ်မှာသူဧကခံတယ်။ယေရှုကသူ့ရဲ့အိမ်ကိုပဲရောက်တာမဟုတ်သူ့ရဲ့နှလုံးသားထဲကိုသူ့ရဲ့စိတ်ဝိညာဉ်ထဲကိုရောက်လာတဲ့အခါမှာသူ့မှာအဲ့ဒီအဥ္စာကိုတတ်မှတ်တဲ့စိတ်တွေမရှိတော့ဘူး။ဒါကြောင့်မို့သူပါပြောလေ။တစုံတစ်ယောက်တော့သူ့ရဲ့အဥ္စာကိုသူ့ အနှဲငယ်ယူမင်းလေးစားပြန်ပေးမယ်။သူ့ရဲ့အဥ္စာတဝက်ကိုလည်းစင်းရဲသားတွေကိုပေးမယ်လို့သူက ဖော်ပြလိုက်ပါတယ်။တခင်ရှုကသူ့ကိုအဲ့လိုပေးဖို့တောင်းဆိုတာမဟုတ်ပါဘူး။သူ့ရဲ့စိတ်ထဲကနေပေးဖို့အတွက်သူကဖော်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဒီအဖြစ်ဖြစ်နှစ်ခုကြည့်ခြင်းအပြင်ချမ်းသာတဲ့သူနှစ်ယောက်ဖြစ်ပါတယ်။ပထမတစ်ယောက်ကတော့အရာရှိလူငယ်၊ဒုတိယတစ်ယောက်ကတော့စက်ကဲ။ဒါပေမဲ့ချမ်းသာတဲ့သူအချင်းချင်းဖြစ်ပေမဲ့ပထမတစ်ယောက်ကငွေကိုတတ်မှတ်တဲ့ကြောင့်ထာဝရအသက်နဲ့တောင်သူအဲ့ဒီငွေကိုမလဲနိုင်ပဲပြန်လှည့်သွားတယ်။ ဇကေးကတော့သူ့အိမ်မှာယေရှုကိုခေါ်ဖွင့်ပြီးတော့သူ့ရဲ့နှလုံးသားထဲမှာသခင်ရှုကိုအုပ်ဆိုးခွင့်ပေးလိုက်တဲ့ခါမှာတော့သူကငွေကိုတတ်မှတ်တဲ့စိတ်ကနေလွတ်မြောက်ပြီးတော့သခင်ခွတ်တော်ဖျားကိုသူ့ရဲ့နှလုံးသားထဲမှာနေရာပေးတဲ့ခါမှာသူများကိုပြန်ပြီးတော့စွန့်ကျဲတဲ့သူဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကြောင့်မို့ချစ်တော်ကြီးကိုမတော်ရောက်စီတိုင်းငွေကိုတတ်မှတ်ခြင်းကအရာရှိလူငယ်ကဲ့သို့ထာဝရအသက်ဖျားရဲ့အလိုတော်လမ်းနဲ့လွဲချော်စေပါတယ်။ ်သင်ကပတ်စံချမ်းသာတာအဖြစ်မဟုတ်ပါဘူးသင်ကဆင်းရဲတာလည်းအဖြစ်မဟုတ်ပါဘူးချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့ဖြစ်ပါတယ်ဒါကြောင့်မို့လောကခန္ဓာတာအသက်ရှင်တဲ့အခါမှာငွေကိုတတ်မှတ်သောစိတ်နဲ့ကင်းလို့ပြီးတော့ဇက်ခဲခဲသို့သခင်ခွတ်တော်ဖခင်ကိုမိမိရဲ့အသက်တာထဲမှာနေရအပြည့်ဝပေးပြီးတော့ဖခင်သခင်ရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်သောသူများဖြစ်စေဖို့ဝင့်ကားပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ